ားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ကျမချက်မဟင်းလေးတွေရတော့ငစိုင်းဦးကတ်လေးရယ်ငဆုံနဲ့ခေါ်တကားသီးလေးကိုချက်ပါမယ်ရှင်ငစိုင်းလေးတွေကိုရေးဆေးပြီးတော့စားစနေချုံမှုအမြိုင်လေးနည်းပြီးထားပါတယ်ရှင်ထုံးစံအတိုင်းပေါ်ရှင်ဟင်းချက်တော့မယ်ဆိုရင် ချက်တော့အဖြူနီးအယောင်တင်မှော့ ောင်းထားတာလေးကိုစီတတ်ပါတယ်ရှင်အမွေရအနေနဲ့ရှက်နနန်လေးကိုပပလှီပြီးတော့စီတတ်တဲ့ထဲမှာထည့်ပြပါတယ်ရှင်ရှက်နနန်အကြောမှာလို့စီတတ်ထဲထဲမှာထည့်ပါတယ်မယုတ်စီတက်လေးမှု့လာပြီဆိုရင်တော့ငစရိုင်းလေးတွေထည့်လိုက်ပါတယ် ရုပ်စီနဲ့အစဉ်ရိုင်းနဲ့ရောသမအောင်မှုပေးပါတယ်လေးတွေစီနဲ့ရောပြီးသားလေးတင်းသွားပြီဆိုရင်တော့ရုပ်ဆောင်စီးလေးထည့်လိုက်ပါတယ်ရှင်။ ငားလေးတွေနည်းနည်းလူးလာပြီဆိုရင်တော့မကြီးကြီးဖြောထားတာလေးကိုလည်းနည်းနည်းထည့်ပါရယ်။မစလာလေးကိုလည်းထည့်လိုက်ပါရယ်ရှင်။အဲ့ဒါ မှုန်မှုန်လေးနဲ့ရှင်ပြီးရတာရှိတယ်ငါးဟင်းလေးတစ်ခွက်ရပါပြီရှင်စားကြပါဦး ောက်တစ်မျိုးကတော့ငဖဲငဆုပ်လေးနဲ့ခေါ်ကားသီးလေးနဲ့စီပြန်ဟင်းလေးချက်ပါတယ်ရှင်ငဆုပ်လေးတွေကိုအရကအစုံထည့်ပြီးတော့ထောင်းပြီးလုံးပြီးကြောပါတယ်ရှင်ကြက်တောင်အဖြူနီချင်းလေးပါထည့်ပြီးတော့ငရောင်တင်မှုန့်နဲ့ထောင်းထားပါတယ် လကားသီးလေးတွေကိုလည်းအခွန်ထွားပြီးတော့စိတ်ထားပါတယ်ရှင်ကောင်းထားတဲ့ငရုတ်ဒီအနှစ်ကလေးကိုစီတတ်ပါတယ်ရှင်။စီတတ်ပြီးစီတတ်နံလေးပွေလာတဲ့ဆိုရင်တော့ပြီးထားတဲ့ခေါ်တကားသီးလေးတွေထည့်ပြီးတော့အရင်ချက်ပါတယ်။ခေါ်တကားသီးလေးတွေနူးလာမှကြော်ထားတဲ့ငစုပ်လေးထည့်မှာပါရှင်။ ခေါ်တကားသည်နူးဖို့ရေလေးထဲပါရဲ့ရှင်ခေါ်တကားသေးနူးလာပြီဆိုရင်တော့ကြောထားတဲ့ငဆုပ်လေးတွေထည့်ပါရရှင်။ငဆုပ်ထည့်ပြီးပြီဆိုတဲ့အခါကျတော့မှခေါ်တကားသေးကိုရတာမထည့်ရသေးတဲ့အတွက်ကြောင့် ချုံမို့ရဲ့စားလေးရဲ့ထည့်ပါတယ်ရှင်။ငစုပ်ထဲမှာတော့ထောင်းထားတော့ဟာသူ့အရသာတွေထည့်ထားပြီးသားပါ။ခုထည့်တာကောတကားသည့်အတွက်ပေါ့ရှင်။ငါဆုံးတဲ့ခေါ်တကားအသီးကိုရောပြီးတော့အရသာလေးတွေဝင်သွားအောင်ရေလေးနည်းနည်းလေးထည့်ထည့်ပါသေးတယ်ရှင်။ ရေခမ်းလို့စီပံပြီဆိုရင်တော့စားလို့ရပါပြီရှင်။ဘယံစားကောင်းပါလဲ။အသီးနှံလေးတွေကပို့ပြီးတော့စားကောင်းပါလဲရှင်။အသားရဲ့အရသာလေးတွေကအသီးတွေကိုဝင်သွားလို့ပို့စားကောင်းပါလဲ။စားကြပါအောင်ရှင်။ကျေးဇူးတင်ပါတယ်အားလုံးပဲကျန်းမာကြပါစေချမ်းသာကြပါစေ နောက်ထပ်လည်းပြန်တွေ့ပါဦးမယ်တတ္တာ